မင်္ဂလာပါခင်ဗျာကျောက်တန်းရှာနေကလေးဆိုဆိုပါတယ်ကျောက်တန်းရှာနေဟာဆိုလို့ရှိရင်မြန်မာနိုင်ငံအထက်မှာဖြစ်ပေါ်နေတဲ့တည်င်းထူးတည်င်းဦးတွေကိုတင်ဆက်ပင့်နေတာကြောင့်စောင်းမြော်အပိနောက်ထောက်ကြဖို့အတွက်တောင်းဆိုပါရစေခင်ဗျာပါစေဒီနေ့ပြည်တွင်းဆယ်လီတွေဆယ်လီတွေပေါ့ဗျာနိုင်ငံရေးဆယ်လီတွေအထူးသဖြင့်ပေါ့ကျွန်တော်တို့အဲတက်မလို့အပိထောက်ခံတဲ့ဆယ်လီတွေဆယ်လီတွေအားလုံးကိုပြောချင်တယ်ခင်ဗျားတို့အားလုံးရဲ့ပခုံးပေါ်မှာအနိုင်ဆုံး အနိုင်ဆုံးထောင်ဆယ်နှစ်ဆိုတာကြိုတင်ရှိနေပြီသားနော်ကိုစောဖုံးဟင်းကိစ္စဟာဝမ်းပြီးတော့ဝမ်းတာနေရတဲ့သူတွေရှိတယ်နော်ဒါဝမ်းတာရမယ့်ကိစ္စမဟုတ်ဘူးခင်ဗျားတို့တန်ဝေကယူပါမှာဘယ်သူပဲဖြစ်ဖြစ်နော်မြန်မာနိုင်ငံကဆယ်လီတတော်များများပေါ့ဗျာနိုင်ငံရေးဆယ်လီတွေပေါ့အထူးသဖြင့်အဲဘာရဲ့ဆယ်လီတွေပေါ့နော်အဘပိုင်းမှာလဲဆိုတဲ့ဆယ်လီတွေအများကြီးထားမှာအ ပခုံးပေါ်မှာထောင်ဆယ်နှစ်ဆိုတာဟိုအမြင်နဲ့ရှိနေတယ်အမြင်နဲ့ရှိနေအဲ့တော့သူများဒုက္ခရောက်လို့လဲမပျော်ရွှင်ကြနဲ့ကိုကံနှိမ့်တဲ့အလက်ဆိုတာရောက်လာတတ်တယ်အဲကြောင့်မို့လို့အမှန်တရားကိုချစ်ပါလုံထုံးလုံကြီးကိုချစ်ပါနော်လောထုံးလူကြီးကိုချစ်ပါတရားမြတ်တော်မူကိုချစ်ပါအဲ့လိုမျိုးပေါ့ဗျာနော်ကြာသနာမှနွားချမ်းသာရမယ်အခြေအနေမျိုး ဟိုဘယ်လိုမှဥပဒေထက်ကျော်လွန်ပြီးတော့ပုံကိုရေးကိုချစ်နေရမယ်အခြေအနေမျိုးကနေပြီးတော့ကျွန်တော်တော့အဲ့အခြေအနေကိုခါသီးရကျွန်တော်မကြိုက်ဘူးကျွန်တော်ကြိုက်တာကတော့ဥပဒေကကျွန်တော်ကိုလည်းအုပ်ချုပ်အောင်မှာဖြစ်တယ်အလောက်ငယ်သားဖြစ်တယ်ကျွန်တော်လည်းအုပ်ချုပ်အောင်ဖြစ်တယ်အထက်ရာရှိဖြစ်တယ်အထက်ရာရှိကဥပဒေကအုပ်ချုပ်အောင်မှာဖြစ်တယ်ဥပဒေကအလုံးကိုအုပ်ချုပ်တော့ဥပဒေကြီးစိုးမှုပဲဖြစ်ရမှာအခုကဘလို့ဖြစ်နေဆိုတော့ခါကြတော့ကျောင်းမြန်မာပြည်မှာကအဘနဲ့ပိုင်လို့ရှိရင်အဘကဥပဒေပဲ ဒါအဘောက်လည်းပြစ်ပြောလို့မရဘူးခင်ဗျားတို့အဘောက်လောက်မှနေရသူတွေအားလုံးကလည်းအဘောက်ပိုင်နေဆိုပြီးတော့အာလှုပ်ချင်တာတွေလှုပ်တယ်တကယ်တကယ်ဥပဒေနဲ့ညီဆိုတော့အဘောက်လည်းမကယ်နိုင်ဘူးအဲ့တော့ကိုဖုံးကိစ္စမှာတာဝန်ကယူပါနော်တာဝန်ကယူပါအဲ့တော့ဥမာပြည့်ဥပဒေကြီးဆိုရင်ဟောလုပ်ငန်းခွင်ဆိုလုပ်ငန်းခွင်ဥပဒေရှိတယ်စစ်တပ်ဆိုစစ်တပ်ဥပဒေရှိတယ်လုပ်ငန်းခွင်မှာလုပ်ငန်းခွင်မှာလက်အောက်ငယ်သားအလုပ်သမားလေးကိုမန်နေဂျာကဒါလုပ်ဒါလုပ်ဆိုလို့ရှိရင်လုပ်လို့ရတယ် နော်ဥပဒေကလုပ်ငန်းဝင်ဥပဒေကလုပ်ငန်းရှင်အဲဘယ်လိုခေါ်မလဲမန်နေဂျာကဒါခိုင်းမှန်ဝင်ရှိသည်ဟုတ်ပြီထို့တူအလုပ်သမားကဒါလုပ်ပါမယ်ဆိုပြီးနှုတ်နှစ်ဖက်လက်မှတ်ထိုးတာပြီးသားဖြစ်တယ်အဲ့တော့လုပ်ငန်းရှင်ကဒီလုပ်ငန်းရှင်ကလည်းဥပဒေကပဲအုပ်ချုပ်ထားသလိုလောက်ငယ်သားအလုပ်သမားကလည်းဟိုဘယ်လိုခေါ်မလဲဆိုရှင်ဒီလုပ်ငန်းဝင်ဥပဒေကပဲအုပ်ချုပ်ထားတယ်အဲ့တော့အဲ့လိုအုပ်ချုပ်ထားတဲ့အခါကျတော့ဥပဒေကြီးဆိုတယ် ထားပါတော့အဲ့ဒါအောင်မှလုပ်ငန်းရှင်ကလုပ်ငန်းရှင်မန်နေဂျာကြော်လွန်ပြီးတော့ဟဲ့လာခဲ့စမ်းဟလာငါဖက်နဲ့တိန်စမ်းဟလာငါ့ကိုနှိပ်ပေးစမ်းအထာဆိုလို့ရှိရင်ဒါဥပဒေမှာရှာကြည့်လိုက်မရှိဘူးမရှိဘူးဆိုလို့ရှိရင်စန့်ကျင်ရရမယ်เนาะဥပဒေရဒီလုပ်ငန်းရှင်ဒီအပြစ်မြောက်တယ်ဟုတ်လားအဲထို့တူပဲစစ်တပ်မှာလည်းဒီလိုပဲစစ်တပ်အရာရှိအရာခံကအစကာချုပ်ထိပေါ့ဗျာเนาะစစ်ဥပဒေကိုကြည့်စစ်ဥပဒေအရလောက်ငယ်သားကိုဒါ ခိုင်းလို့ရတယ်ဒါလုတ်ပိုက်လုတ်ခိုင်းလို့ရတယ်မိတ်ဆိုတဲ့ဒါပေးပိုင်မှုရှိတယ်အဲ့ဒါဥပဒေမှာပြဋ္ဌာန်းထားပြီးသားဒီဥပဒေကိုကိုးကားမှုမရှိတဲ့ဘယ်အမိတ်ကိုမှနာခံစရာမလိုဘူးအခုလိုမျိုးပေါ့ဗျာနော်ဟိုတယင်းမှုဆိုလို့ရှိရင်တယင်းမှုကတော့ဆိုလို့ရှိရင်တယင်းမှုဒီရဲမီတွေကိုနော်သူ့အိမ်မှာခေါ်ခိုင်းတာအဲနောက်တစ်ခုဒီတယင်းမှုဆိုလို့ရှိရင်သူ့အိမ်မှာခေါ်ပြီးတော့အဲဘယ်လိုခေါ်မလဲဒီရဲဘော်တွေကို ကျုံလို့ခိုင်းတာဟာလားဒါမျိုးတွေကလုံးဝလက်ခံစရာအကြောင်းမရှိဘူးအဲ့ဥပဒေကြီးစိုးမှုမဟုတ်ဘဲနဲ့အဘကြီးစိုးမှုဖြစ်နေတာအဲ့တော့ကျွန်တော်တို့ကဒါကိုချစ်ပါဥပဒေကြီးစိုးမှုကိုချစ်ပါနော်မင်္ဂလာပါမင်္ဂလာပါကိုယ်ခံပြန်လွတ်ပေးလိုက်ပါတနာပါအဲ့တော့အေးအဲ့တော့အခုလက်ရှိအခြေအနေဖြစ်နေတာက ကျောင်းမြန်မာနိုင်ငံတရားဥပဒေကြီးစိုးမှုအများကြီးအာနေနေတယ်။ပြည်သူကလည်းဘယ်လိုခေါ်မလဲဆိုတော့ဒါကိုနားမလဲဘူး။ပြည်သူကလည်းကြုံယူနေတယ်။အကြုံယူမဖြစ်ရလေအောင်နေဆိုင်ပါ။အခုကိုကိုစော်ဖုံးဟင်းပေါ့။ကိုစော်ဖုံးဟင်းဆိုလို့ရှိရင် ပုံမှန်လေးကျွန်တော်ပြောမယ်ဆိုသူကိုကျွန်တော်တို့အဲပုံကိုရခင်မမှုရှိတယ်။ကျန်တာကျွန်တော်တို့ပတ်သက်မှုဘာမှရှိဘူး။နော်။အဲ့တော့ပုံကိုရခင်မမှုလည်းရှိတယ်လို့မတရားမှုဆိုတာမြင်တယ်ပေါ့ဗျာနော်။အဲသူ့ဘက်ကမှန်သလားဆိုတော့သူ့ဘက်ကလည်းမှားတယ်။ ူဘက်ကလည်းဒါမျိုးပေါ့ဟို online ပေါ်ကနေအရာရှိအရာခံနေဟလာစစ်တီတွေကိုဒါမျိုးပြောဆိုဆဲဆိုခြင်းကအဲသူဘက်ကလည်းမှားတယ်ဒါကျွန်တော်ဝန်ခံတယ်အဲထို့သူခုသူ့ကိုလှုပ်တဲ့လှုပ်ထုံးလုံးကြီးကလည်းမှားတယ်အဲ့တော့နှစ်ဖက်စလုံးမှားနေတယ်နှစ်ဖက်စလုံးမှားနေတဲ့အတွက်ကြောင့်မို့လို့ဟိုကိုဖုံးကိုမုန်းတဲ့သူတွေဘက်က အားတာအလေးတာပြီးတော့နိုင်ကျင့်တဲ့ပုံစံမျိုးကျွန်တော်တို့ကမဖြစ်စေချင်ဘူးမဖြစ်စေချင်တဲ့အတွက်ကြောင့်မို့လို့ကိုဖုံးကိုလည်းချစ်တဲ့သူရှိပါသေးတယ်မမေ့ပါဘူးဆိုတဲ့ပုံစံမျိုးလေးနဲ့ပေါ့ဗျာနော်ငြင်းစမ်းစွာငြင်းချမ်းစွာပေါ့ဗျာနော်ဘယ်လိုခေါ်မလဲဆိုရင်ဆန္ဒထုတ်ဖော်တာလေးကတော့ဘယ်လိုမျိုးလုပ်လို့ရပါလဲကိုယ့်ရဲ့ဒီ Facebook လေးကပဲဖြစ်ဖြစ်ကိုယ့်ရဲ့ဒီ social media လေးကပဲဖြစ်ဖြစ်နည်းနည်းလေးပေါ့ဘယ်လိုခေါ်မလဲအတနာခံတာလေးပဲဖြစ်ဖြစ်ကိုဖုံးကြမ်းမပါဘူးအမြဲဆုံးတမြောက်ပါသေးသူ့ကိုထောက်ခံတဲ့ပုံစံမျိုးတွေအများကြီးရှိတယ်ဆိုတော့သိလာစေချင်တာနောက်တစ်ခုကဗျာ မြန်မာနိုင်ငံမှာဒီအမျိုးသားရေးသမားတွေကိုသိပါတယ်ဟာတရုတ်စန့်ကျင်ဆန္ဒပြပွဲဆိုရင်သူလောက်ကြတာပဲလေဘယ်ချိန်ဘယ်ခါမှလောက်ကြတယ်လောက်တဲ့ဆန္ဒထပြတယ်ပြီးပြီးသွားတယ်ဟုတ်လားအထုတူတို့အမ်ဆန္ဒပြပွဲတွေအများကြီးလောက်ကြတာပဲမျိုးသားရေးဆရာတော်တွေဆန္ဒပြပွဲတွေလောက်တယ်အငိမ့်စုစီယူရတယ်တရားဥပဒေနဲ့ညီလောက်ရတယ်ပြီးရင်ပြီးသွားတာပဲနော်အဲ့တော့ကိုကိုဟုံးအပိထောက်ခံတဲ့သူတွေအနေနဲ့လေတရားဥပဒေနဲ့အညီဒီမျိုးဆန္ဒပြတာလေးကတော့ ဘယ်သူမှလည်းခင်ဗျားတို့ကိုခင်ဗျားစီးကန်းနဲ့ညီနေသေးတယ်เนาะအချိန်အခါနေရာเนาะအကြောင်းအရာဟဟလာဒါနဲ့ပတ်သက်ပြီးလုပ်မယ်ဆိုရင်ဘယ်အစိုးရမှမဖမ်းအစိုးရကိုဖမ်းအစိုးရဖမ်းမှာမလို့ယူကြည်နေတေချာအဲ့လူတွေကနိုင်ငံကြီးကျက်မပြေတာလည်းပါတယ်အစိုးရကိုတမင်တကာကိုတိတ်ခါချနေတာဘယ်အစိုးရမှမဖမ်းဘူးเนาะတိတ်ခါချနေတာအဲ့တော့အခုကိုဖုံးကိုဖမ်းထားတယ်ပေါ့ဗျာเนาะဖမ်းထားတဲ့အမှုတွေကသူ့ကိုဆွဲလို့ရတဲ့အမှုတွေကိုကျွန်တော်မနေ့ကကျွန်တော် Telegram မှာချရေးခဲ့တယ်เนาะ ူကဘာမှုတွေနဲ့ဆွဲလို့ရလဲဆိုတဲ့ခါကျတော့66ဂါဂျီနော်ဒီပေါ့ telecommunication ပဲဖြစ် social media ကိုအသုံးပြုပြီးတော့ဒီတဖက်သားပေါ့နော်ခံရသူကိုသဘုတ်လေးလေးပြောဆိုဆဲဆိုတိတ်တိတ်ခါချခြင်းပေါ့ဗျာနော်အဲဒါဒီအမှုက66ဂါဂျီနဲ့ဆွဲလို့ရတယ်နော်အဲနောက်ထပ်အခုချိန်မှာအကြောင်းနောက်ထပ်အမှုတွေအားလုံးသူအမှုသွားမှုလာတွေနော်လုတ်ပုံကိုင်ပုံတွေအခြေအနေကိုကြည့်ရနောက်ထပ်ဘာအမှုတွေဆွဲလို့ရလဲဆိုတဲ့ခါကျတော့ကိုဖုံးနေနဲ့ကို အကြမ်းဖက်မှုတမ်းဖက်မှုတိုက်ဖြတ်ရေးအနေနဲ့ပေါ့နော်ဆွဲမယ်ဟေးဆိုလို့ရှိရင်သူ့အမှုဆွဲလို့ရတယ်เนาะအမှုဆွဲလို့ရနှစ်မှုရှိသွားပြီအဲနောက်တစ်ခုကကြတော့အကိုဖုံးကိုတိုင်လဲဒါမျိုးပေါ့အဲမြန်မာပြည်မှာရှိတဲ့တော်တော်များများပေါ့နော်ကိုအောင်မင်းဆိုလို့ရှိရင်လဲဒါတို့ဇာတိပိုင်းဖြစ်ကြသေးရလေဇာတိပိုင်းဖြစ်ကြတဲ့အခါမှာဟိုလိုလိုဒီလိုအိတ်ထဲမှာလက်တွေပိုင်းနှိုက်ပြရလေနော်အဲ့တော့အဲဓာတ်ပုံလေးရောထုတ်ပြရလဲရှိကြတာပဲနော်အဲထုတ်သူနောက်ထပ်ဒီပေါ့နော်ဆယ်လီတော်တော်များများလဲတို့ဆိုတာဘာရှိတယ်ဘာရှိတယ်ဆိုတော့ပြနေကြတာပဲ အဲ့ဒါကမြန်မာနိုင်ငံရဲ့လက်နက်ဥပဒေအရဆိုလို့ရှိရင်လေနော်လက်နက်ဥပဒေအရဆိုလို့ရှိရင်အဲ့ဒါဥပဒေလုံးဝညီဆုံးနေပြီဘလောက်ကြီးပဲနားလည်အဲ့ဒါကြောင့်ကျွန်တော်ပြောရမလားအဘနဲ့ပိုင်တော့မှခင်ဗျားတို့ကင်လို့ရတယ်နော်အဘနဲ့ပိုင်တော့မှခင်ဗျားတို့ကင်လို့ရတယ်အေးအဘနဲ့မပိုင်တဲ့အချိန်ကြာလို့ရှိရင်တော့အဲ့ဒါကခင်ဗျားတို့အမှုတွေအမှုတွေဒါကျွန်တော်အကောင်းပြောပြတာနော်စေတနာနဲ့ပြောပြတာဘာသူဘသူကိုမှလည်းဒါတိုက်ခါကြားစေချင်တာမပါဘူး တော့ကိုဟုံးနေနဲ့လဲသူဘာရှိရဲ့ဘာရှိရဲ့သူ live မှာလဲသူပြောခဲ့တာပဲဟုတ်လားအဲ့တော့ဒါလဲသူတို့အမှုဖြစ်သွားတယ်အဲ့တော့အမှုဘယ်နှမှုဖြစ်သွားမလဲအမှုက60ယောက်ကကြီးရတမှုနော်အကြံဖတ်မှုတိုက်ဖြတ်ရေးရနော်သူတို့ကအကြံဖတ်မှုနဲ့ချိတ်ဆက်မှုရှိပါတယ်ဆိုတော့ဆွဲဆိုချက်တွေအကုန်လုံးလဲကျွန်တော်တို့ကကြားနေရတယ်လေနော်ဒါကဒါလဲပုံမှတ်တစ်ခုပုံမှတ်၃ခုဖြစ်သွားပြီနော် ဲ့ဒီပုံမှန်3ခုနဲ့တို့ကဆွဲမယ်ဆိုဆွဲလို့ရပါတယ်ဆိုတဲ့ပုံစံမျိုးပေါ့เนาะကျွန်တော်ဒီပုံမှန်3ခုတွေကိုကျွန်တော်ချိန်ကြည့်လိုက်တဲ့အခါမှာအနိုင်ဆုံးမရှိဘူးဆိုလို့ရှိရင်တော့ထောင်နံက10နှစ်ကျော်တယ်เนาะ60ကျော်ကကြီးကအနိုင်ဆုံး2နှစ်ကျနိုင်တယ်เนาะအကြံပြမှုတိုက်ဖြတ်ရေးဆိုရှင်9နှစ်လောက်သွားတယ်เนาะအနောက်တက်ဒီဟိုလက်နက်မှုတွေပါလေဆိုလို့ရှိရင်နောက်တက်အခက်မသိရင်6လကနေပြီးတော့3နှစ်ကျားမှရှိတယ်အကျွန်တော်နားလေတော့ပေါ့လေနော် ဲ့တော့10နှစ်လောက်ရှိတယ်ဗောဗျာဒီလောက်ထိကြာသွားနိုင်တယ်။အော်ကြာသွားနိုင်တယ်ဆိုတော့ဒါတွေကလည်းအခုရှာမှာပါเนาะညစ်မှာပါဆိုတော့ကျွန်တော်အဘနဲ့ပိုင်တော့ကစင်ပြေပြင်မယ်အဘနဲ့မပိုင်တဲ့ခါကျရင်ပြဿနာဖြစ်နိုင်တယ်။နောက်နောက်ထပ်ဒီထက်ပို့ပြီးတော့ဆွဲလို့ရရှိသေးတယ်เนาะလူတယောက်ကိုဆွဲမယ်ဆိုမြန်မာနိုင်ငံမှာဘယ်သူမှမလွတ်ဘူးဆိုတော့ကျွန်တော်ပြောပြနေတာเนาะမြန်မာနိုင်ငံဘလော့ထီမလွတ်လဲဆို without ကဘယ်တော့ကားတွေကတော့ခင်ဗျအဘနဲ့ပိုင်တဲ့သူစီးနေကြတာပဲ တော့ဝိတောက်သားဥတွေကလည်းတသက်ရှိသေးတယ်ဆွဲမယ်ဆိုဥတွေအများကြီးပဲเนาะဆွဲမယ်လို့ဆွဲလို့ရတယ်အဲ့တော့အမှုရှာနေတဲ့သူတယောက်တည်းအပြစ်ရှာနေတဲ့သူရဲ့အမြင်ထဲမှာအားလုံးကဖြစ်နေရှိနေပြီကိုဖုံးကအခုချိန်မှာအပြစ်ရှာခံနေရတာအမှုရှာခံနေရတာဖြစ်တယ်အမှုရှာခံနေရတာဖြစ်တဲ့အတွက်ကြောင့်မို့လို့လက်ရှိပေါ့နော်သူလုံးဝသူ့ကိုရှောင်ဆွဲမယ်ဆိုရင်တော့မှဒီအမှုလေးမှုကပါနေပြီနော်ဒီအမှုလေးမှုကသူ့ကိုဆွဲမယ်ဆိုတဲ့အခါကျတော့10နှစ်ကျော်လောက်တော့ရှိတယ်အဲဒါနဲ့ပတ်သက်ပြီးကျွန်တော်သုံးသပ်ပြလိုက်တယ်ဒါပေမဲ့ ခတ်တာကလည်းကျောင်းမြန်မာနိုင်ငံမှာသုံးသက်ချက်နဲ့ဖြစ်နိုင်တယ်ရနိုင်တယ်စာအုပ်တော့တည်တည်ချာချာမဖတ်တဲ့သူတွေအတွက်ကြအတွက်လည်းဒီကျွန်တော်တော်တော်လေးလဲအဲစိတ်ထဲမှာပေါ့နော်အကျွန်တော်မုန်းနေတာလေးစိုးနေတာလေးရှိကြတယ်ဒါပေမဲ့အရှိကိုရှိနိုင်ပြောရမှာပါနော်ဒီအမှုတွေနဲ့ဆွဲနိုင်တယ်ပေါ့ဗျာနော်အဲဒီမှုတွေဆိုတော့မှအစင်းနဲ့ကြော်လောက်တော့အနေဆုံးရှိတယ်အဲ့တော့ဘယ်လိုပဲဖြစ်ဖြစ်အကျွန်တော်တို့ကတရားဥပဒေထပ်မှာဘူးမှမရှိဘူးနော်ဘူးမှမရှိဘူး ဒီမှုတွေနဲ့ဆွဲမယ်ဆိုမြန်မာနိုင်ငံမှာရှိတဲ့ဒီအဘကျွန်တော်ပြောပြပါလေစစ်ဘောမနဲ့အဘဘောမကျွန်တော်တို့ကစစ်ဘောမပါအဘဘောမတွေအတွက်ကတယောက်မှမလွတ်ဘူးတယောက်မှမလွတ်ဘူးခင်ဗျားတို့တယောက်မှမလွတ်ဘူးဟုတ်လားခင်ဗျားတို့မှာအဲ့ဒီအမှုတွေကရှိပြီးသားအချိန်အခုအချိန်မှာအဘနဲ့ပိုင်နှုံးပဲဖြစ်ဖြစ်ခိုင်းလို့ကောင်းနှုံးပဲဖြစ်ဖြစ်နော်ခင်ဗျားတို့အချိန်တန်ကိုကန်နေလာတဲ့အချိန်နော်အချိန်တန်ကိုကဘယ်လိုမှတောက်မြင်ကတ်ခံလာရတဲ့အချိန် အရန်ပွားလာတဲ့အချိန်နော်ဒီအဲ့အချိန်ကြလို့ရှိရင်တော့တောင်မြေကပုံမရဲ့နောက်မှာအဲ့ဒီအမှုတွေပါလာမှာတန်းစီပြီးလိုက်လာမှာတရားတန်းစီပြီးလိုက်လာမှာမပူနဲ့အဲ့တော့အားကြောင့်ကျွန်တော်ပြောတယ်မြန်မာနိုင်ငံကအဲတတော်များများခမရတို့ရဲ့ပခုံးပေါ်မှာအနိုင်ဆုံးထောင်စင်နဲ့တင်လာရတယ်နော်တောင်မြေကယူပါအဲ့တော့အမှန်တရားဖြစ်ဖို့အတွက်အကောင်းဆုံးဖြစ်ဖို့အတွက်လုံထုံးလုံးကြီးတွေဖြစ်ဖို့အတွက်တိုက်ပွဲဝင်မှာနော်တိုက်ပွဲမဝင်တော့မဟုတ်ပြန်တော့ခင်ဗျားတို့ရက်တည်ကြပါလို့ပြောခြင်းတယ်နော် ဲ့တော့အားကြောင့်မို့ကျွန်တော်တို့ကလုံထုံးလုံးနေဤဥပဒေတွေကိုပဲကျွန်တော်ထောက်ဆပြီးကျွန်တော်ပြောပါရယ်အခုအဲဘလို့ခေါ်မလဲအခုကိုဖုံးပေါ့ဗျာကိုဖုံးနေနဲ့အခုလက်ရှိသူ့ကိုလောလောလတ်လတ်မဖြစ်မနေဆွဲလို့ရတဲ့အမှုကတမှုပဲရှိတယ်ကျန်တာတွေကတော့သိရမလားဒီလောက်ကြာပြီဆိုတာရှာနေတာ24နာရီ48နာရီအနန္နာရီရှိပြီ82နာရီဒီလောက်ကြာပြီဆိုတာရှာနေတာ လောလောလည်းသူ့ကိုမဖြစ်မနေဆွဲလို့ရတဲ့အမှုကတမှုပဲရှိတယ်66ခါကြီးနော်ကျန်တာတွေခုသူ့အိမ်မှာသူ့အိမ်မှာဘယ်လိုဟောမလဲဆိုခလေးစောတဲ့ဖုံးတွေကအစမကြမ်းတိမ့်သွားပြီဆိုမှတအိမ်လုံးမှုွေသွားပြီသွားပြီတအိမ်လုံးကိုတခါတည်းဟိုဘယ်လိုဟောမလဲဆိုစာရုပ်စာတမ်းအကုန်လုံ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 းအစသူ့အိမ်ကနေပြီးတော့တခါတည်းမသွားပြီအဲ့တော့ဖုံးကနေပြီးတော့ရှာမဲ့အမှုဖုံးကနေရှာမဲ့ဆိုသူဘယ်သူနဲ့ဖုံးပြောတာလဲဟောပြဖုံးသူနဲ့ဖုံးပြောတဲ့သူတယောက်က နိုင်ဆောင် PDF နဲ့ပတ်သက်ဆက်နွယ်မှုရှိတော့တကောင်ထောက်ဖို့နဲ့ဆက်သွယ်မှုရှိတော့ဒါအကျန်းဖက်ဥပဒေနဲ့အရေးယူလို့ရသွားပြီဟုတ်တာမဟုတ်တာအပါထားနော်တရားစွဲလို့ရပါအကျန်းဖက်မှုဥပဒေနဲ့ဆိုအနိုင်ဆုံး9နှစ်ရှိတယ်နော်အနိုင်ဆုံး9နှစ်ရှိတယ်ဟုတ်လားဥမာဖြင့်မိမိရဲ့လုံခြုံရေးတလက်နဲ့ဒီပိုင်းကင်နေဟိဆိုလို့ရှိရင်မြည်သူတဦးတယောက်မှမြန်မာနိုင်ငံမှာကင်လို့မရမလားမရအောင်နော်တရားဥပဒေရထုတ်ပေးထားတဲ့လက်နက်ကလွဲလို့အဲ့တော့အဲ့ဒါနဲ့ဆိုလို့ရှိရင်လက်နက်မှုကအနိုင်ဆုံး6လရှိတယ် နော်6လရှိ66ကြောက်ကကြီးကနေလုံးနည်းနည်းကြောသုံးနေမှာရှိတယ်နော်အဲ့တော့အမှုတွေကမရှာခြင်းလဲရတယ်ရှာခြင်းလဲရတယ်မလုတ်ခြင်းလဲရတယ်လုတ်ခြင်းလဲရအဲ့တော့ကြာသနာမှာနွားချမ်းတာမယ်ဆိုရက်အခြေအနေမှာကိုဟုံးကရောက်နေတယ်အခုချိန်မှာသူမဖြစ်မနေပေါ့နော်အသူ့ကိုတတ်ညာလိုက်မယ်ပေါ့ဗျာကျန်တာတွေအားလုံးကိုတတ်ညာလိုက်ပြီးတော့အဲကျွန်တော်တို့60ယောက်ကကြီးနဲ့ပဲဆွဲမယ်ဆိုရင်တော့ဒါကျွန်တော်တို့ဝမ်းသာမှာဒါဆိုရှင်တော့တက်မလို့ယူကျွန်တော်ကျေးဇူးတင်ရမှာဟုတ်လား ။ဘာကြောင့်လဲဆိုရင်66ောက်ကကြီးနဲ့ဆွဲမယ်ဆိုရင်ခြေပပိုင်ခွင့်ရှိတယ်လို့အမကန်ရတယ်။ပြင်ပြန်ထွက်လာလို့ရတယ်။နော်။ဟလာအဲ့တော့ဖုန်းတွေထဲကတရင်မှုတွေလှုပ်ရက်တွေကိုတဲ့ကိုဖုန်းနဲ့ပါသက်တွေမှပြလို့မရတော့ဘူးပေါ့တဲ့ဟာမှန်တာပေါ့အကုန်ပါသွားပြီပေါ့နော်ဘလဲစစ်ပွဲချင်းနေအဲ့တော့ကျွန်တော်ဆက်လက်ပြီးတော့လေ့လာပါအောင်မယ်နော်ကဲအဲ့တော့ ချောင်းဆက်ကာကြီးနဲ့ကိုထုံးဘလုတ်လဲဆဲမယ်ဆိုရင်တော့မှဟိုဘာဖြစ်ဖြစ်ပေါ့နော်ကျွန်တော်ကအကြောင်းအမှုတိုင်းအမှုတိုင်းသွားစီကျင်တာနော်သူ့ရဲ့ဒီလုံထုံးလုံဒီတိုင်းသွားမယ်ဆိုရင်ကိုဖုံးနေနဲ့ချောင်းဆက်ကာကြီးတရားဆွဲခံရမယ်အဲတရားဆွဲခံပြီးသူခြေပနိုင်မယ်အမခံနဲ့နောက်ကနေအမခံရှိအမခံနဲ့အပြင်မှာလွတ်နေမှာပေါ့ဗျာနော်အဲ့တော့ဟုတ်ပါပြီဒါကျွန်တော်တို့အခုလက်ရှိပေါ့နော်ဟိုအဲကိုဖုံးချင်းနေလေးတွေနဲ့မြန်မာနိုင်ငံမှာရှိတဲ့ဆယ်လေးတွေအနေနဲ့ခင်ဗျားတို့မှာအနိုင်ဆုံး1000နှစ်က ခုံးမတင်နိုင်ဆိုတော့မမေ့ပါနဲ့အဲဒါကြောင့်မို့လဲသူနဲ့ပတ်သက်ပြီးတော့သူဖြစ်တဲ့အချိန်မှာအဲကိုကျော်စုတို့ဘာလို့ပေါ့ဗျာနော်သူတို့ရဲ့အရန်ကိုရင်းနေတဲ့ပုံစံကြီးငြိမ်းနေဆိုတာလဲကျွန်တော်နားလဲပေးတယ်နားလဲပေးတယ်နားလဲပေးတော့ဗျာအားလုံးကအားလုံးကတနည်းမို့တနည်းကတော့ခုဘသူမှမလွတ်ဘူးလို့ကျွန်တော်ပြောပြပါရမှာလားအဲ့တော့လုံတုံးလုံနည်းတွေခင်ဗျားတို့လည်းမကြော်နဲ့အခုချိန်မှာနားလဲမှုနဲ့ကြော်ထားပေမဲ့အချိန်တန်ရင်ဆွဲဆောက်လို့ရတယ်နော်ဆွဲဆောက်လို့ရတယ်အဲ့တော့ကျွန်တော်အနေနဲ့ဒါကိုအဓိကထားပြီးပြောချင်တယ်နော် တာဝန်ကယူကြပါလို့ပဲပြောချင်တယ်ဟာအဲ့တော့တက်နိုင်ဆုံးပေါ့ဗျာနော်60ကြောက်ကာကြီးလောက်နဲ့ပဲပြန်ပြီးတော့လွတ်ပေးပါလို့ပဲပြောချင်တယ်ပေါ့ဗျာနော်ဆွဲပါဆွဲမဆွဲနဲ့လည်းမဆွဲဘူးဗျာအဖေကအမှန်တရားပြောတော့လှစားခွင့်ပြောက်တော့မှလေအဲ့ဒါကြောင့်မို့သူတို့ဖမ်းတာလေဒီပေါ်ဒါဆိုလေအပြောဆိုလေးအပြောဆိုလေးလူသေးတာဟုတ်ကြောက်တာလားဟာကြောက်တယ်လို့တော့ပဲဟုတ်မလဲဗျာနော် ဒါကျွန်တော်တို့ကလေးစားသူမရှိအောင်ကျွန်တော်ဒီအဲကျွန်တော်မှာကျွန်တော်နောက်ခံမှာကျွန်တော်ရဲ့ background ဆိုတော့ကျွန်တော်ရဲ့လွတ်မြောက်မှုလေးတခုပဲရှိပါတယ်။ဒါပေမဲ့ကျွန်တော်ရဲ့လွတ်မြောက်တယ်ဆိုပြီးတော့ကျွန်တော်ဟို comment ဆိုလို့ရှိရင်စီးမဲ့ကမ်းမဲ့ကျွန်တော်မပြောပါဘူး။နော်။စီးမဲ့ကမ်းမဲ့ပြောချင်တယ်မပြောပါဘူး။ကျွန်တော်တို့အမှန်တရားကိုပြောတာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်ငါဘယ်သူမှဖန်လို့ရတာမှမဟုတ်ပဲကော့ဆိုပြီးတော့ကျွန်တော်စဲချင်တယ်စဲပြောချင်တယ်ပြောနေ။ကျွန်တော်ဖြစ်စီချင်တာစေတနာလေးဗျာနော်။ကျွန်တော်တို့ကစေတနာနဲ့တက်မလို့ကူညီတာ။ ဟုတ်လားတတ်မလို့ချက်တာစစ်ဘောမလို့ပြောတာပြီးသားအဘဘောမတော့မဟုတ်ဘူးလေကနော်ကောင်းစာဖတ်သွားလို့အရင်ကျေးဇူးတင်ပါတယ်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျကျေးဇူးများတယ်နော်လုံထုံးလုံနည်းတွေဆန္ဒပြလို့လူစုလူဝေးဖြစ်တဲ့ချိန်မှာဖမ်းပြီးစစ်မှုထမ်းခိုင်းပါဦးအဲ့လိုမလုပ်ပါဘူးဗျာခင်ဗျားတို့ကလည်းအဲ့လိုဖမ်းခိုင်းမှကြောက်လို့ရှိရင်လည်းခင်ဗျားကိုဖုံးချစ်တဲ့ဒီဆရာတော်တန်ကတော့အများကြီးရှိတာပဲဟာဒါမျိုးတွေစစ်တပ်ကအဲ့လိုမလုပ်တယ်ဆိုတာမရှိပါဘူးနော် အတိတော်မိတာကကိုမတက်မတော်ကောင်းလားပြတယ်တက်မတော်ကမကောင်းမဲ့ရှိတယ်လားပြတက်မတော်မြန်မာနိုင်ငံမှာကျွန်တော်ပြောထားတာဒီခင်ဗျားတို့မြန်မာနိုင်ငံမှာလက်နက်ကင်အဖွဲ့အစည်းတွေအများကြီးရှိတယ်နော်ကျုပ်တို့အဖြစ်ကဘလို့ဖြစ်နေဆိုတော့ခါကြတော့ဟောင်းနှမ်းမှာဈေးဝယ်ရတယ်လို့ပဲအစ်ချက်ချုပ်၆ပြကင်းသေးလဲစင်ဘယ်မှမမရဘူးအခင်ဗျားကိုပဲ YouTube ပိုင်းလို့ရှိတယ်နော်ဟောင်းနှမ်းမှာဈေးဝယ်ပြီးတော့တခါလဲ brand new ပေါ့ဗျာလုံးဝ parking ပိတ်တော့မရဘူးလေဗျာနော် ဟိုမှာအပြစ်နာစာဒီမှာအပြစ်နာစာအဲ့အပြစ်နာစာတွေအားလုံးထဲမှာမှခေါင်းနန်းထဲမှာနော်ခေါင်းနန်းထဲမှာပါတဲ့အဖွဲ့အစည်းတွေသိတယ်ရှင်အဲ့ခေါင်းနန်းထဲမှာမှတာဝန်ယူတာဝန်ခံမှုရှိပြီးတော့မကျေနပ်ရင်ပြန်လဲပိုင်ခွင့်ရှိတယ်ဟုတ်လားအဲ့လိုမျိုးတာဝန်ယူတာဝန်ခံမှုအပြည့်ဆုံးရှိတဲ့အဝိထေကိုပြပါဆိုတထည်ပဲရှိအားတက်မတော်ပဲအဲ့တော့တက်မတော်ကိုကျွန်တော်တို့ကရွေးချယ်ရတာဖြစ်တယ်အဲ့တော့တက်မတော်ကအကောင်းဆုံးပေါ့ဗျာနော်ကျန်တဲ့အဖွဲ့အစည်းတွေမှာဒါမျိုးမတရားမှုတွေရှိတာပဲ ဒီကျန်တဲ့ဖွဲ့စည်းတွေပိုလုံစုသေးတယ်ခင်ဗျားတို့ဒီခင်ဗျားတို့အားပေးနေတော်လိုင်းဖွဲ့စည်းတွေဆိုလို့ရှိရင်လူတယောက်ကိုမိမကျင်တဲ့ကောင်းပြတ်တတ်တာနော်အဲ့လိုမျိုးဖြတ်ပြတ်ပြီးတတ်ကြတာမကျင်တဲ့အချင်းချင်းကြောက်တွန်းခင်ဗျားတို့ဒါတွေမသိသေးပါဘူးနော်အဖွဲ့ကြီးရအဖွဲ့လေးကိုဝါမျိုးသိရမလားခံမသိရင်ထွက်ပြေးရဥပဒေမရှိတော်တော်ဥပဒေနဲ့ဖြစ်ကျင်တိုင်းဖြစ်နေတာဒီဖွဲ့စည်းတွေကိုကျွန်တော်ကရွေးချယ်ရမှာလားတက်မလို့ကသုံးနဲ့ရှင်တိုင်းအပြစ်နာစာအကင်းဆုံးဒါမှမဟုတ်တက်မလို့မှာပြင်ရမယ့်အရာတွေရှိသေးတယ်အဲ့ကြောင့်ကျွန်တော်တက်မလို့ကိုဒါ အဲပြင်ရတာပေါ့ဗျာနော်ဟုတ်ပြီအဲ့တော့အဲ့တော့ကျွန်တော်အနေနဲ့ပေါ့ဗျာနော်ဟဲဒီမြန်မာနိုင်ငံမှာစစ်တီတွေနော်အထက်ရာရှိတွေရောပေါ့ဗျာနော်အထက်ရာရှိလို့အောင်ပြောစစ်တပ်ကနေပြီးတော့စာချုပ်ပြန်ပြီးတော့ချိုးဖောက်နေတာလေဒါတွေကမကောင်းတဲ့လုပ်ရတဲ့ဒါတွေကိုလည်းကျွန်တော်ဖော်ထုတ်တယ်နော်ကျွန်တော်ပြောတယ်ဘာကြောင့်မို့ကျွန်တော်ဒါမျိုးပြောလဲဆိုလို့ရှင်ဒါတွေကစစ်တပ်ကောင်းမှုအတွက်စစ်တပ်ရဲ့ဝင်ကျင်တဲ့သူတွေမှာအများကြီး နော်အများကြီးစစ်တပ်တွေဝင်ကျင်တယ်စစ်တပ်တွေပါဗျာနှစ်နှစ်တန်နေသုံးနှစ်တန်နေတောင်ဝင်ထမ်းဆောင်နေတဲ့သူတွေအများကြီးပဲနော်ဟိုရိုက်တက်လို့တော့မကုန်ဘူးဒါမဲ့စစ်တပ်ကဒါမျိုးဂတိမတီးတဲ့အခါကျတော့ဘယ်သူကဝင်ကျင်မလဲဝင်ကျင်တဲ့သူတော့နောက်တုံကုန်လားလူတိုင်းဝင်ကျင်တယ်စစ်တပ်ထဲကဟာပါသူတက်တနစ်တန်နေတနစ်ဆိုတနစ်စာချုပ်နဲ့အညီသူတောင်ဝင်ထမ်းဆောင်ပြီးထွက်နှစ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 ်စာချုပ်နဲ့တောင်တောင်ဝင်ထမ်းဆောင်ထွက်ပြီးနောက်ထပ်လာနောက်ထပ်ဒါမျိုးဘယ်လိုခေါ်မလဲဒါမျိုး သွေးသားလည်ပတ်မှုပေါ့ဗျာနော်သွေးလည်ပတ်မှုကောင်းနေလို့ရှိရင်စစ်တပ်ထဲကိုဝင်ကျင်တဲ့သူတွေကအများကြီးပဲခုခင်ဗျားတို့စစ်တပ်ရဲ့လုံထုံးလုံးကြီးတွေကစောင့်ထဲမှာတစ်မျိုးအပြစ်မှာတစ်မျိုးဖြစ်နေခါကြတော့ဘယ်သူကဝင်ကျင်ပါလဲလဲဘယ်သူမှမဝင်ကျင်ဘူးဝင်မဲ့သူတော့မထွက်ပြေးဘူးလားစိတ်ပါတဲ့သူတော့မထွက်ပြေးဘူးလားအဲ့ဒါဘာကြောင့်လဲဆိုလို့ရှိရင်အခင်ဗျားစစ်တပ်မှာဖြစ်နေတဲ့ပြဿနာကလေခင်ဗျားအဓိကရှင်းရမှာအဲ့ဒီပြဿနာအဲ့ဒီပြဿနာသာတည်လေသွားမယ်ဆိုရင် စစ်တပ်တပ်ဝင်ရသူတန်းစီပဲစစ်တပ်ကစစ် online ပဲဖြစ်ချင်းပြာနော်ရေချင်းရှိရသူအများကြီးဝင်လာမှာအဲ့ဒါဘာလဲဆိုလို့ရှိရင်နေရာယာတူတစ်ခုရပြီဟေးဆိုရှင်မထကျင်တော့ဟာမထကျင်တော့နေရာတနေရာကိုရောက်ပြီဆိုအဲ့နေရာကလည်းမပြောင်းကျင်တော့ဘူးဥမာဖြစ်စစ်တပ်မှာနေရာကောင်းတဲ့နေရာတွေရှိတယ်အဲ့လိုနေရာမျိုးဆိုအလှဲ့တဲ့သွားတာသိရမလားတရားဖဲသွားလို့မရဘူးဒါတော့အဲတနေရာမှာတချို့ဌာနတွေမှာဆိုလို့ရှိရင်ဒီနေရာရောက်လို့ရှိရင်အဲ့နေရာရောက်ရင်လူတစ်ယောက်ကတစ်လောက်အနိုင်ဆုံးသိမ့်တရားရတယ်နော် နိုင်ဆုံးသိမ့်တရားရသိမ့်နေရရနေရရှိတယ်ဒါပေမဲ့အဲ့နေရာကိုလည်းအဲ6လထက်ပိုပြီးနေလို့မရအောင်ဘာကြောင့်လဲဆိုရင်လက်ပြောင်းလာအဲဒီကောင်ပြီးနောက်တရားနောက်တရားနောက်တရားပြောင်းလာအဲအဲ့လိုမျိုးတွေပြောင်းမင်းနေလို့ရှိရင်တော့အားလုံးကကျဉ်တ်တာပေါ့ဗျာနော်ဒါပေမဲ့အဲအဘပိုင်တဲ့သူတွေကြတော့အဲ့နေရာကိုရောက်သွားပြီဆိုရှင်တော့အဲ့နေရာမထကျင်တော့မထကျင်တဲ့ခါကျတော့မထရအောင်ဘယ်လိုလုပ်ရမလဲဆိုတော့သူရတဲ့ပိုက်ဆံတွေကတဝက်တဝက်လောက်ကိုပြန်ပြီးတော့ဂါတယ်ဂါတော့သွားပြူတယ်ပြူတဲ့ခါကျတော့ သူကမထားတဲ့ခါကျတော့နောက်လူကမသွားအောင်နောက်လူကမလာမလာတဲ့ခါကျတော့နောက်ထပ်လူတွေကဝင်လို့မရတော့အဲ့တော့စစ်တပ်ကဗာလဲအနာဒနာတွေဆိုရှင်သွေးလေပတ်မှုမကောင်းတဲ့အခြေအနေမျိုးထိသွားဖြစ်နေတယ်အဲ့တော့အာဘလော့ခ်ဟောမလဲကျွန်တော်တို့ချိန်ကိုချိန်ပြည့်ရင်သွားပါနော်သွားအဲ့တော့ဒါမျိုးနေရာမျိုးကြတော့6လတဲ့ကျူပို့ပြီးနေခြင်းနဲ့တနေ့တက်ပို့2နှစ်လည်းနေခြင်းနဲ့အဲဆင်းရဲဒုက္ခရောက်တဲ့ရခိုင်တို့ဟလာရှေတန်းစစ်မျက်နာတို့ကြတော့ ဘူးမှမသွားချင်းအဲ့လိုနေရာမျိုးကြအဲ့လိုနေရာမျိုးရောက်ပြီးတဲ့သူတွေကြတော့သူတို့ကမသွားဒီမှာကြတော့မသွားချင်းလို့နေရာကနေမထချင်းတဲ့အတွက်ကြောင့်မို့လို့ဂါရဝပြူတာဟိုမှာကြတော့အဲ့နေရာရောက်သွားအဲ့နေရာကိုမသွားချင်းတဲ့အတွက်ကြောင့်မို့လို့ဂါရဝပြူနေတဲ့ခါကြတော့စစ်တပ်မှာအဲ့ဒီ position ချတဲ့ position ချတဲ့ဒီဘယ်လိုဟောမလဲဆိုလို့ရှိရင်အရာရှိပေါ့နော်အာနာရှိတဲ့သူကအာနာရှိတဲ့သူက သူ့ကိုလက်ထိုးမယ်ဂါရဝပြုတ်မယ်ဟေးဆိုရှင်ကဲဒီကောင်းတာဒီနေရာသွားဒီကောင်းတာဒီနေရာသွားဆိုတဲ့ခါကျစစ်တပ်မှာမမျှမတမှုတွေအနေနဲ့ဖြစ်နေတာဒါကြောင့်စစ်တပ်သွေးလေပတ်မှုမကောင်းဘူးဗျဒါတွေကစစ်တပ်ရဲ့လုံထုံးလုံပြီးမှလားဆိုတော့မရှိဘူးစစ်တပ်လုံထုံးလုံပြီးမှဒီမှာနှစ်နှစ်တာဝန်ထမ်းဆောင်နှစ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 ်ပြီးနောက်တစ်ယောက်ပြောင်းဟုတ်လားနောက်တစ်ယောက်ပြီးနောက်ထပ်နှစ်နှစ်ပြောင်းနှစ်နှစ်ပြောင်းနှစ်နှစ်ပြောင်းအဲ့လိုမျိုးပေါ့အားလုံးဟာတာတူညီမြစစ်တပ်ကပြဋ္ဌာန်းထားတဲ့ဥပဒေဒီလိုရှိတယ်ဒါပေမဲ့အဘများကအဘများကသူတို့ကိုဂါရဝပြုတ်မယ်ဂါတဲ့သူတွေအကုန်လုံးကို ဒီလိုထားဟိုလိုထားဆိုတဲ့ခါကျတော့စစ်တပ်မှာမမြမတတယ်ဖြစ်နေ။အဲ့ဒီမမြမတမှုကစစ်တပ်ကိုကြာရှုံးစေတာပဲ။နော်။အဲ့တော့စစ်တပ်မှာဒါလေးပြင်လိုက်ရင်တိတ်ကောင်းမယ်။အခုအရာဒီအထက်ရာရှိမှာဆိုရင်ပိုချုပ်ပမှုရလူတွေနေရာကောင်းအောင်ရမထကျင်တော့ဘူး။ထားပါဘူးကုန်းနဲ့ကော်ပြီးထွက်တာစစ်တပ်ကလည်းကုန်းနဲ့ကော်ထွက်တော့မှကျုပ်တော့မထွက်ဘူးဆိုတဲ့သူတွေအဲ့လိုမျိုးတွေများတယ်။နေရာရအခြေအနေကောင်းနေကြတော့ဘူးဗျ။နော်။အဲ့တော့အဲ့ဒါလေးကိုပြင်လိုက်မယ်ဆိုရင်စစ်တပ်ကသွေးလေပတ်မှုကောင်းပြီးတော့ နော်ဟိုရှေ့လူသွားနောက်လူဝင်သူအဒါနေညာနဲ့ပတ်သက်ထောက်ပြမယ်ဥမင်းအောင်လည်းထောက်ပြရမှာပဲဘာကြောင့်ဆိုတော့ကာချုပ်ရသူကကဒီရည်ဒီအဆင့်ဗျာပြီးဒုချုပ်သွားဒုချုပ်ပြီးတချုပ်အဲနောက်တစ်ယောက်လာဒါမျိုးလေးသွားနေမယ်ဟေ့ဆိုလို့ရှိရင်အဆင်ပြေပြင်မယ်အဲ့တော့ဒါနဲ့ပတ်သက်ပြီးတော့ပြောဆိုကြသည်ဆိုရှင် ကာချုပ်ကိုယ်တိုင်ကသူကာချုပ်ရသူကနေမထားကျင်တော့မထားကျင်တဲ့ခါကျတော့သူ့နေရာမှာတင့်တယ်အတင်းနဲ့ခါကျနောက်လူတွေကဝင်လို့မရနောက်လူတွေဝင်လို့မရကစစ်တပ်သွေးလေပောက်မကောင်းပြန်အဲ့တော့နေရာယာတို့ကောင်းကောင်းလဲ တယောက်သွားပြီးနောက်တစ်ယောက်သွားစားကြပါစေဗျာเนาะဘာဖြစ်စားရရင်လည်းရကြပါစေဟုတ်လားထို့တူပဲဟိုဒုက္ခရောက်တဲ့နေရာကြတော့သူများမှဘယ်သူမှမသွားခြင်းဘူးအဲ့နေရာကြတော့ဘယ်လိုခေါ်မလဲဆိုတော့နောက်မှ background မရှိမှဂါရောမပြုတ်နိုင်သူတွေအားလုံးကိုတခါလဲထိုးထည့်နေတာထိုးထည့်တာအဲ့လူတွေကတခါလဲခံနေရတယ်เนาะခံနေရတယ်အဲ့လူတွေကအဲ့လူတွေကခံနေရတယ်အဲ့တော့စစ်တပ်မှာဒါဟုကျွန်တော်ထောက်ပြတာအခုဗျာအဲပသိမ်ကျင်းထောင်ကနေပြီးတော့ဟုတ်လား ခင်ဗျာအချင်းထောင်တွေမှာအဲစစ်တီအင်အားတွေပေါ့ဗျာနော်စစ်ပြေးတွေတော်တော်များများကိုပြန်ပြီးတော့စစ်ထဲပြန်ထည့်ပေးတယ်အဲစစ်ပြေးတွေကအခုအဲဘယ်ဘောမဲ့ဆိုလို့ရှိရင်စာချုပ်ကပြည့်နေပြီတနစ်လက်ကြော်နေပြီနော်တနစ်နဲ့တနစ်စာချုပ်တမားတွေကနှစ်ပြည့်နေပြီနှစ်ပြည့်တဲ့ခါကျသူတို့ကမတော်အဲ့တော့ဂရိတီလိုက်ဆမ်းပါနော်လှုပ်ချင်တဲ့သူတွေစစ်ထဲဝင်နေတဲ့သူတွေကပြည့်နေတာပဲအပြင်မှာပုံမှန်လင်းပြောရင်စစ်ထဲနဲ့အပြင်မှာရုံးကန်အရင်းတူတူတောင်မှာပဲစစ်ထဲမှာရုံးကန်တူတွေအများကြီးတက်တာလေ ခုမြန်မာနိုင်ငံလက်ရှိလူမှုစီးပွားရေးအခြေအနေအရဆိုလို့ရှိရင်အပြင်မှာယုံကန်နေရတဲ့သူတွေရှိရအထက်စစ်တပ်ထဲမှာယုံကန်နေရတဲ့သူတွေရှိတယ်လူမှု level မှာသူတို့ level မှာပေါ့ဗျနော်သူတို့ level မှာရေးဆိုလို့ရှိရင်အပြင်မှာယုံကန်အိမ်ဖို့နော်အဲဘယ်လိုခေါ်မလဲရေးဖို့မီးဖို့ကျမရေးဖို့နော်ဒါတွေဒါတွေအားလုံးကိုတွက်လိုက်မယ်ဆိုရင်လူတယောက်ကတရက်တလားတလားအနိုင်ဆုံးနော်ဆယ်သိန်းလောက်မဝင်ရင်လူနဲ့သူတန်းတူအောင်မနေရအောင်ဟုတ်လား ဲ့တော့စစ်တပ်ထဲမှာရုံးကံပဲဆိုရင်စစ်တပ်ထဲမှာတနေ့လောက်သွားနေကြည့်လိုက်သွားနေကြည့်လိုက်လို့ရှိရင်သူကလာစာရေဘိုးမီဘိုးစေကူတာစီရဲ့ခလေးចောင်းစီရဲ့တခါတဲ့အိမ်ဘိုးအကုန်လုံးကစစ်တပ်ကအကုန်လုံးပေးထားပြီးသားဖြစ်တဲ့အတွက်ကြောင့်မို့လို့စစ်တပ်တွေကဝင်နေတဲ့တွေမှာအများကြီးပဲအဲ့တော့ခင်ဗျားတို့တကယ်၍သာပေါ့နော်စစ်တပ်ကကိုယ်ဂတိကိုကိုတီမယ်ဟဲ့ဆိုလို့ရှိရင်ဒါမျိုးပေါ့အဲထဲမှာ position ချတဲ့သူတွေကကာရဝထားတဲ့သူတွေကြားလိုက်ဒီကိုပို့ဟို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 ပို့ဟလား တကယ်ဘယ်သူမှမသွားကျင်တဲ့အရက်တွေကြတော့သူ့ကိုလုံးဝဘယ်လိုကောင်းမဆိုရင်လုံးဝဂါရဝမပြုတဲ့သူတွေပိုက်ဆံမပေးတဲ့သူတွေအားလုံးအိုက်ကိုပို့နော်အဲအဲ့လိုပို့စတဲ့ခါကျရှင်ဘယ်သူကနေပြောတော့မလဲနော်